င်္ဂါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခေမူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ဒီပိုင်းဆောင်မှာကတော့ရှောင်းရှိကလေဝင်ခန်းစီကိုရောက်လာပြီးတော့ခုနောက်ပိုင်းလေဝင်စိတ်ပြန့်တရားကိုလာပြီးတော့ထောက်ပြခဲ့ပါတယ်။လေဝင်လည်းမတတ်နိုင်တဲ့အဆုံးသူစိတ်ပြန့်တရားဝင်ခံပြီးတော့ရှောင်းရှိကလည်းဖုံးကွယ်မထားပဲပြောပြဖို့တိုက်တွန်းပါတယ်။လေဝင်ကတော့ခုချိန်မှာအနည်း20တောင်ကြာနေပြီကိုဒီအဆီဇင်အတွက်ဘာမှမဆိုပေးဆက်ရတာလားလို့ဆရာဖြစ်သူကိုမေးလိုက်ပါတယ်။ရှောင်းရှိကတော့သူကချီတန်သူရဲ့ကောင်းဖြစ်တာကြောင့်ကိုပိုင်တောင်မမေ့ဘူးလို့ပြန်ပြောပါတယ်။ပြီးတော့လေဝင်ကလည်းချီတန်သူရဲ့ကောင်းမျိုးဆက်ဖြစ်တဲ့အတွက်သူ့လိုပဲအချိန်မြင့်အသက်ပေးနိုင်တာမျိုးဖြစ်တဲ့နယ်လို့ရှောင်းရှိကပြောလိုက်တာပါ။ ဒါပေမဲ့လူမင်ကတော့သူ့အသက်ချောင်းနေမပြေသေးမှာပဲခြေတန်းထွက်လာရတာကြောင့်ခြေတန်းဘလို့လဲလို့မေးလိုက်ပါလေလူမင်ကတော့သူနေခဲ့တာတွေအဲ့မှာဘလို့လူနေတာလဲဟိုပါမှတ်မိတဲ့ပြင်ခြေတန်းစကားဟိုပါမပြောတတ်တာကြောင့် तू ကခြေတန်းမဟုတ်ရလားလို့ပြန်မေးလိုက်ပါလေဆောင်းရှင်ကတော့လူင်ကခြေတန်းလူမျိုးဖြစ်ပြီးတော့ခြေတန်းသွေးတွေစီးစင်းနေတာပဲလို့ပြောပြလိုက်ပါလေဒါပေမဲ့လူင်ကတော့တားဆုံးပြီးမှကြီးပြင်းလာဖြစ်ပြီးထိုင်းရွမ်ရှမ်းကျွီကသူ့ရဲ့အိမ်ပဲလို့ပြောလိုက်ပါလေပြီးတော့လူင်ကတားဆုံးစကားပြောပြီးတော့တားဆုံးပြီးအဝတ်ကိုဝတ်တာပြင်စာပေနဲ့စစ်ပညာသင်တယ်လို့ရှင်းပြလိုက်ပါလေ အဲ့ဒါပြင်လင်းမယားတိုင်းပြည်စစ်တိုင်းပညာရှင်ရွေးပွဲကိုဖြေတာဖြစ်လို့သူကခြေတန်လူမျိုးနဲ့ဒူသေးလားလို့မေးလိုက်ပါလေဒါမဲ့ဆောင်းရှိကတော့ဒါရဲလူကြီးမင်းရဲ့တချိန်ကအစည်းအဝေးအောင်မြောင်မဖြစ်မနေလောရမယ့်ကိစ္စပဲလို့ပြောလိုက်ပါလေဒါလေးလင်းရဲ့အဖေနဲ့အမေလင်းရဲ့ကိုတားဆုံးကိုခေါ်ခဲ့တဲ့ UI ချက်ပဲလို့ရှင်းပြလိုက်ပါလေလင်းကတော့သူမိဘတွေရဲ့ဆန္ဒကိုမမေ့ပေမဲ့ဘာလို့ဒီလိုလုပ်နေရလဲဆိုတော့နားမလည်နိုင်ဘူးလို့ပြောလိုက်ပါလေအားကြောင့်ဆောင်းရှိလည်းလင်းပြောနေတဲ့အတိတ်ပဲကကိုဘိုးဘေးမျိုးနဲ့သစ္စာဖောက်ချင်နေလားလို့မေးလိုက်ပါတော့တယ်လင်းကတော့ဆရာဖြစ်သူဆောင်းရှိကသူ့ဖေဆုံးခဲ့တဲ့က သူ့ကိုဂရုစိုက်ပေးစီကမ်းရုံနဲ့တာမီနာတွေတင်ပေးချင်တာကြောင့်အဖေလိုပါပဲလို့ပြောလိုက်ပါတယ်။အားကြောင့်မဲလင်းရွာသူ့စိတ်ထဲကတွေးဝေချက်တွေကိုဖြေရှင်းပေးစေချင်နေတာပါလို့ပြောပြပါတယ်။လင်းကတော့သူတွေးဝေနေတာကတကယ်လို့သူဟာချီတန်လူမျိုးမဟုတ်ရင်လွန်ခဲ့တဲ့အနှစ်20ကအစီအစဉ်လည်းမရှိဘူးဆိုရင်အဆုံးသတ်ကဘယ်လိုဖြစ်မှာလဲလို့မေးပါတယ်။အားကြောင့်ဆောင်းရှင်းလည်းဘယ်လိုဖြစ်မလဲဆိုတာကိုလင်းရွင်ကိုပြောဖို့ပြန်မေးပါတယ်။လင်းကတော့အနှစ်20တာမီနာ၄ချိန်ပြီးတော့စစ်ပညာကျွမ်းကျင်လို့တာမီနာရှင်ရွေးပွဲဝင်ပြိုင်ပြီးတော့အမှုတန်းဖြစ်ဖို့ဆိုတာတိုင်းမီတောင်ဝန်ထမ်းဆောင်လို့တဲ့လူငယ်အတွက်မျှော်လင့်နေရတဲ့အိမ်မက်ပဲလို့ပြောပါတယ်။ ပြီးတော့ကိုချစ်တဲ့သူနဲ့ဆုံပြီးတော့ဇနီးများဖြစ်နေလက်ထပ်ပြီးရောက်ကလေးကညီလာခံမှာအားထားတဲ့ဇေယူစီမှုဖြစ်နေလို့လင်ဝင်ကပြောလိုက်ပါတယ်ပြီးတော့လည်းလင်ဝင်ကခန့်ခန့်ရတယ်ဆိုရယ်စိတ်ကူးတဲ့အတိုင်းပဲညီလာခံမှာတိုင်းပြည်ကထန်းဆောင်မှာဖြစ်ပြီးနောက်ဆိုပထမဆုံးအမတ်ဖြစ်မဲ့လမ်းကြောင်းကဖြောင်းပြီးပြီးတော့အနာကက်ကတီးကြနေတာလို့ပြောပါတယ်အနာတော့လင်ဝင်ကတီထင်းရဲ့အတော်ရှိမှာပါတီထင်းကိုလက်လျှော့မိရင်ကိုလက်နဲ့အောက်ဒေဆိုးနဲ့တရားပါစေလို့ကျိန်ဆိုခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဒါပေမဲ့ရှောင်းရှင်းကတော့လင်ဝင်ကချီတန်လူမျိုးဖြစ်နေတာကြောင့်တီထင်းကိုလက်လျှော့မှာပဲလို့ပြောပါတယ် ပြီးတော့လေဝင်းကိုပေးရထားတဲ့တာဝန်ထမ်းဆောင်တဲ့ခါမှလည်းဒီထင်တို့မိသားစုပေးထားတဲ့ကလေးကိုဖောက်အောင်မှာပဲလို့ရှောင်းရှိကပြောပါတယ်တကယ်လို့လေဝင်းသားစိတ်ပြောင်းသွားရင်တော့မိဘတွေရဲ့ဆန္ဒပါဆုံးရှုံးရမယ်ပြင်ဒီထင်နဲ့အတူခုနပြောခဲ့တဲ့ຢာရီကိုဆုံးရှုံးရမှာပဲလို့ရှောင်းရှိကရှင်းပြပါတယ်ပြီးတော့ရှောင်းရှိကလေဝင်းကိုတခြားအတွေးဝင်မသွားစေဖို့နဲ့အရာအဆင်ပြေနေအောင်အားလုံးစီစဉ်တိုင်းပဲပြီးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့ရှောင်းရှိကရှောင်းဝန်းစီသွားပြီးတော့လေဝင်းတွေးဝင်နေတဲ့အကြောင်းကိုပြောပြပါတယ်ရှောင်းဝန်းကတော့အချင်းကနီးကပ်လာပြီဖြစ်လို့တခုလွဲတာနဲ့အနှစ်20အစီအစဉ်တွေအကုန်လုံးပျက်စီးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ် ရှောင်းဝင်းကတော့ရှောင်းရှိကိုသူနဲ့အတူရဲလူကြီးမြင့်နဲ့သွားတွေ့ပြောပေးမယ်။ရှောင်းရှိကမပြောသေးဘူးတားနေပါလေ။ပြီးတော့ရှောင်းရှိကလင်းတွေ့ဝေနေရဆိုမြဲသူထိန်းနိုင်တာကြောင့်ရဲလူကြီးမြင့်သာသိရင်စိတ်ပူတာလွဲပြီးတော့ဘာမှမလုပ်နိုင်ဘူးလို့ရှင်းပြလိုက်ပါလေ။အားကြောင့်ရှောင်းဝင်းလည်းလက်ခံလိုက်ပြီးမဲ့လမ်းကြောင်းပြောင်းလဲရှိနေတဲ့အတွက်ရဲလူကြီးမြင့်ကိုတော့တွေ့မှရမယ်လို့ပြောလိုက်ပါလေ။အဲ့တော့မတော်ရှောင်းဝမ်းကယွမ်ကျဲသူတို့လူတွေကိုလမ်းကြောင်းပြောင်းလိုက်တဲ့အကြောင်းရဲလူကြီးမင်းကိုပြောပြလိုက်ပါလေ။ရှောင်းဝမ်းတက်ကိုပြိုင်းနဲ့ကြားခဲ့ရတာရဲမှ9ယောက်မြို့တော်ဘက်လမ်းကြောင်းလှုပ်ရှားနေပြီးတော့တပ်သား3000ကရန်သူတက်အခြေအနေကိုလေ့လာစုံစမ်းနေတာဖြစ်ကြောင်းကိုပြောပြလိုက်ပါလေ။ ဒါပေမဲ့ရဲလူကြီးမင်းကတော့သူရွံကျဲကိစ္စလုပ်ထားတာမမှားတာကြောင့်တက်ပြန့်သားဆိုတာလုံးဝမဖြစ်နိုင်ကြောင်းပြောပါတယ်။တက်ပြောင်းတာလေတက်သားတွေရဲ့လေးချင်းအတွက်ဖြစ်ပြီးတော့သူတို့အတွက်ရောက်လာမဟုတ်ဘူးလို့ရဲလူကြီးမင်းကပြောပါတယ်။ရဲလူကြီးမင်းကတော့သူတို့တက်သားငါးအုပ်ကိုလဲလိုက်တာတိုက်ဆန်တာဖြစ်လို့စိတ်ပူဖို့မလိုကြောင်းပြောပါတယ်။ပြီးတော့ရဲလူကြီးမင်းကသူတို့ကိုကြမ်းပိစစ်တပ်တွေထားခဲ့တာကြောင်းအတုံးချနိုင်သေးတယ်လို့ပြောပါတယ်။အဲ့ဒါပြင်တခြားထူးကျွန်တဲ့သူတွေကိုလည်းသူတို့ဘတ်တော်သားဖြစ်စေဖို့အတွက်ရဲလူကြီးမင်းကစူးစမ်းခိုင်းလိုက်ပါတယ်။ဒါမှမဟုတ်မတ်ချိုဒီဝမ်ကတကယ်လို့လင်ရင်နဲ့ကြည့်လိုက်လို့ဟာ ရဲဆန်းနဲ့ပူးပေါင်းပြီးတော့ချီတန်နဲ့ပတ်သက်နေတယ်ဆိုရင်သူတို့သာဒေသလုံခြုံရေးတာဝန်ပေးရလိုက်တာနဲ့ချီတန်တားဆုံတက်ကိုချက်ချင်းချိန်မုံနိုင်မှာပဲလို့ပြောနေပါတယ်။ပေါလုံကြီးမင်းကတော့လင်ရင်နဲ့ကြည်လင်ရဲ့နောက်ဆောင်တန်တရားရှိပေမယ့်ရဲဆန်းနဲ့ပတ်သက်နေတဲ့စရာကိုတတ်သိမပြနိုင်သေးဘူးလို့ပြောလိုက်ပါတယ်။မက်ချိုရီဝမ်ကတော့မပတ်သက်ဘဲနဲ့ချီတန်သရှိုးကဆောင်းပွဲဆောင်တဲ့ကိုဘယ်လိုလုပ်ဝင်လာမှာလဲလို့ပြောပါတယ်။အဲဒါကြောင့်မက်ချိုရီဝမ်ကတော့အစိုးဆုံးကိုစဉ်းစားပြီးတော့ဆောင်းမှာဖြစ်မယ်လို့ကြံပေးလိုက်ပါတယ်။ဒါနဲ့ဦးရော်ရှစ်ကတော့ရဲဆန်းနဲ့ပတ်သက်နေကြောင်းတတ်သိမရသေးရင်လှုပ်ရှားမှုကစတင်တယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒါမှာတော့ဦးကြီးတော်ရှိကမတ်ချုပ်ကြီးဝမ်ကိုတိုင်ပေါင်ကြီးမင်းကိုခေါ်ပြီးတော့ဆောင်းဝဲဆောင်မှာရဲဆန်းကိုဖမ်းလိုက်ဖို့မှာလိုက်ပါတယ်။အားတော့ရဲဆန်းကိုအရင်ကျင်းချတာပြီးတော့နောက်မှစုံစမ်းမေးမြန်းမယ်လို့ဦးကြီးတော်ရှိကပြောပါတယ်။ပေါင်ကြီးမင်းကတော့တတ်သိမရှိပဲဖမ်းဆီးတာတင်းတော်ပါမလားလို့မေးတဲ့အတွက်ဦးကြီးတော်ရှိလည်းရေးကြီးတဲ့အချိန်မှာတချို့လုပ်ငန်းစဉ်တွေကိုပြောင်းလဲရမှာပဲလို့ပြောပါတယ်။ဒါကြောင့်ဦးကြီးတော်ရှိကတော့တခုသာနှောင့်နှေးသွားရင်ဆုံဆုံသွားမယ်ရာအကြီးပဲလို့ပြောလိုက်ပါတယ်။ဦးကြီးတော်ရှိကတကယ်လို့တခုခုဖြစ်ရင်တော့သူတာဝန်ယူတာကြောင့်ပေါင်ကြီးမင်းကိုစိတ်မပူဖို့ပြောပါတယ်။ စီတူတီကတော့ဒိုင်းမီယာကိစ္စဖြစ်တာကြောင့်လင်းနဲ့ကြည်လင်ကိစ္စဆုံးဖြတ်တာမှလင်းပေါ်တန်ညာခြင်းမရှိဘဲနဲ့ဆောင်းရမယ်လို့ဂရီပေးလိုက်ပါတယ်။အဲကြောင့်ဘာမှသိတဲ့အမတ်ချုပ်ကြီးကိုပေါင်းလို့ကြည်မလဲဒီစီတူကြီးကလင်းရင်းကိုတမတ်တော်ကိုဆုံးဖြတ်ထားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါမှမဟုတ်ဦးတော်ရှစ်ကတော့ခုချိန်မှာလင်းနဲ့ကြည်လင်ပေါ်မလှူရှားသေးတာဟာဒီထက်ကိုငဲညာတာမဟုတ်ပဲမဆူဆွဲခြင်းလို့အပြစ်လဲလွှဲမချခြင်းလို့ပြောလိုက်ပါတယ်။ဦးတော်ရှစ်ကတော့ရေဆန်းထွက်ဆိုချက်ရမှာဖြစ်ဖြစ်အမှန်တရားကိုဖော်ထုတ်နိုင်မှာပဲဖြစ်ဖြစ်လင်းနဲ့ကြည်လင်ပေါ်ဆောင်းမှုကိုစတင်နိုင်မှာလို့ပြောလိုက်ပါတယ်။ အဲ့ဒါပြင်ဦးတော်ရှိကရဲစမ်းချမှတ်ထားတဲ့နေကြာလုံကြုံရေးတောင်းကိုအမြန်ပြောင်းလဲပေးရမှာဖြစ်လို့မဆောင်ပဲဗာမန်းမသေးတာတွေမှာမျက်စိရှိကပြဿနာကိုဖြေရှင်းဖို့ကြံပေးလိုက်ပါလိမ့်အဲ့ဒါမှတော့ကျန်းလုံးကျောက်တို့ရောက်လာပြီးတော့ရဲစမ်းအစ်မရေးရဝင်ဖမ်းမှာတော့တယ်ကျန်းတော်လည်းရောက်လာပြီးတော့ရဲလူကြီးမင်းကိုသူတို့နဲ့အတူခိုင်ဖုံးရုံကိုလိုက်ခဲ့ဖို့ခေါ်လိုက်ပါလိမ့်အဲ့ဒါကြောင့်ရဲလူကြီးမင်းကတော့ပေါင်လူကြီးမင်းကခိုင်ဖုံးရုံတော်ကတရားသူကြီးမင်းဆိုပေမဲ့သူ့ကိုခေါ်မေးရတော့တဲ့အထိလုတ်ပိုင်ဝင်ရှိမနေဘူးလို့ပြန်ပြောပါလိမ့်အဲ့ဒါကြောင့်ရဲလူကြီးမင်းကကိစ္စရှိရင်ရုံးကိုပေါင်လူကြီးမင်းကိုယ်တိုင်လာခဲ့ဖို့ပြန်ပြောပါလိမ့်ဒါပေမဲ့ကျန်းတော်ကရဲလူကြီးမင်းကိုပေါင်လူကြီးမင်းနဲ့ အမန်းချုပ်ကြီးဝန်တို့တကားဝါမှစောင့်နေကြတာမလို့ကိုတိုင်းထွက်ပြောဖို့ပဲကြံပေးလိုက်ပါလေ။ကျန်ကြောင်လေးရဲလူကြီးမျိုးသူနဲ့သာမလိုက်လာရင်ကျန်လုံးကြောင်ဟိုလိုဆွဲခေါ်တဲ့ခါမှာပို့ပြီးတော့ကြည်ရဆိုးသွားလိမ့်မယ်လို့ပြောလိုက်ပါလေ။အဲ့နောက်မှတော့ပေါင်လူကြီးမဲနဲ့မတ်ချုပ်ကြီးဝန်တို့ဟာဆောင်းမဲတောင်ရှိကိုရဲမတွေနဲ့တူရောက်လာပြီးတော့ရဲဆန်းကိုလာပြီးတော့ဖမ်းကြပါတော့လေ။ရဲလူကြီးမင်းကတော့နားမလည်နိုင်ပဲအမတ်ချုပ်ကြီးဝန်ဟာသူ့ရဲ့အမိန့်နဲ့ခိုင်ဖုံးရုံတော်မှာအကျဉ်းချစုံစမ်းမေးမြန်းဖို့ခွင့်ပြုလိုက်ပါလေ။အဲ့နောက်မှတော့ကျန်လုံးကြောင်တို့ကပေါင်လူကြီးမဲအမိန့်နဲ့ရဲလူကြီးမင်းကိုချုပ်ပြီးတော့ခိုင်ဖုံးရုံတော်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတော့လေ။ ဒါတို့တွေ့သွားတဲ့ရှောင်းဝဲနဲ့ရဲလူကြီးမင်းဖန်ခံတဲ့အကြောင်းကိုရှောင်းရှိကိုပြောပြလိုက်ပါတယ်။ရှောင်းရှိကတော့ရှောင်းဝဲကြောင့်ရဲလူကြီးမင်းခိုင်ဖုံးရုံးတော်မှာအချင်းသာခံရတာသိသွားပြီးတော့ခိုင်ဖုံးမှာသွားခေါ်ဖို့တွေးနေပါတယ်။ဒါမဲ့ရှောင်းဝဲကတော့ခိုင်ဖုံးရုံးတော်ကလုံခြုံရေးတင်းကျပ်ပြီးတော့ကြံတောင်းလဲရှိနေတဲ့ရှောင်းရှိနေတဲ့ရဲလူကြီးမင်းကိုကယ်နိုင်မှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်။အဲကြောင့်ရှောင်းရှိလည်းရဲလူကြီးမင်းကိုသူတို့တွေဖန်ခေါ်သွားတာဒီတိုင်းထိုင်ကြည့်နေရမလားလို့မေးလိုက်ပါတယ်။ရှောင်းဝဲကတော့မလို့စီပဲနဲ့သူတို့တွေရဲလူကြီးမင်းကိုဘာကြောင့်ဖန်ခေါ်သွားလဲဆိုတာကိုသိထားအကြောင်းစုံစုံစမ်းပြီးတော့မှဆက်ပြောမယ်လို့ရှောင်းရှိကိုပြောလိုက်ပါတယ်။ ရှောင်းချက်ကတော့ရဲလူကြီးများတယုံမှန်ကိုသိနိုင်မှုဆိုတာလုံးဝမဖြစ်နိုင်တဲ့အတွက်ဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗေဒီလိုဖြစ်နေခဲ့တာပါအဲနောက်မှာတော့တစ်ဖက်မှာရဲလူကြီးမင်းကိုအကျဉ်းသားဝိဆုံလဲစီလိုက်ပြီးကျန်ချောင်းကကျန်လုံးကြောက်ကိုအဆောင်ဖြစ်နေထားရခဲ့ပါလိရဲဆန်းလဲကျန်ချောင်းတို့သူ့ကိုဘာလို့ဖမ်းတာလဲလို့မေးနေပါလိရဲဆန်းကသူကအစင်သုံးစစ်မဲ့ကြီးကအမတ်ဖြစ်တာကြောင့်အပြစ်မရှိဘဲနဲ့လကားသက်သက်သူ့ကိုဖမ်းလို့မရအောင်ထပ်ပြောလိုက်ပါလိကျန်ချောင်းလဲခုတော့ရဲဆန်းကအကျဉ်းအောင်လဲရောက်နေဖြစ်တဲ့အတွက်အကျဉ်းလိုက်တဲ့ကနေငြိမ်နေပြီးတော့စစ်စင်းမှုသာစောင့်နေဖို့တတိပေးလိုက်ပါလိ အနမတော်မတ်ချုပ်ကြီးဝမ်ကရေဆမ်းလဲအကျင်းလိုက်တဲ့ရောက်နေပြီးသူလူတွေဟာနေသားတက်ကနေလဲပြီးဖြစ်လို့မျက်စိရှိကအန်ရီကိုတော့ရှောင်လွဲသွားနိုင်ပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ပေါင်လူကြီးမင်းအကျင်းမချချင်တာတခြားအကြောင်းပြချက်တော့မဟုတ်ပဲတန်တရားရှိနေရေဆမ်းကလည်းဝင်းမခံလို့ဘာမေးမေးလဲမဖြေတာကြောင့်ပဲလို့ရှင်းပြပါတယ်။အဲ့ဒါမင်းရေဆမ်းကိုအင်အားသုံးပြီးမင်းတော့အဖြေမှန်းထွက်မလာတာကြောင့်လက်ရှိမှာရေဆမ်းကခြိတန်နဲ့ပူးပေါင်းတာအမှန်ဆိုပေမဲ့တက်တွေကရှိမနေဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မတ်ချုပ်ကြီးဝမ်ကတော့ဦးရော်ရှိပြောတဲ့အတိုင်းအခြေကြီးတဲ့အချိန်မှာလုံထုံးလုံနီးတွေကို ပယ်ရတာဖြစ်လို့ခုချိန်မှာရေဆန်းကိုအကျဉ်းချထားရုံနဲ့တင်ဖြစ်လာမဲ့ကိစ္စတွေကိုအမြန်တားဆီးနိုင်ပြီလို့ပြောလိုက်ပါတယ်။နောက်ထပ်စီဇန်ကတော့ဘောင်လူကြီးမင်းနဲ့မတ်ချုပ်ကြီးဝမ်ရဲ့အစည်းအဝေးမူတည်ပြီးတော့ဦးဤတော်ရှိဆုံးဖြတ်မဲ့ဘောင်မှာမူတည်တယ်လို့မတ်ချုပ်ကြီးဝမ်ကပြောလိုက်ပါတယ်။တဖက်မှာတော့ဦးဤတော်ရှိတွေ့ဝင်နေတော့သားတော်ကြောက်ရှန့်ကရောက်လာပါတယ်။ဦးဤတော်ရှိလည်းသားဖြစ်သူကြောက်ရှန့်တို့ရဲ့တော်ဝင်မျိုးနွယ်စီမံရေးဌာနမှာကိစ္စမရှိဘူးလားလို့မေးမြန်းလိုက်ပါတယ်။ကြောက်ရှန့်လည်းလှုပ်တွေကုန်ပြီးသွားကြအောင်အဖေနဲ့မေကိုလမ်းကြုံဝင်ကြည့်လာပါလို့ပြန်ဖြေပါတယ်။အဲဒါမှတော့ကြောက်ရှန့်ရိတ်မိနေတဲ့အတွက်ဦးဤတော်ရှိလည်း ။နန်းနှင်းရေးရာကြောင့်စိတ်မချမ်းသာဖြစ်နေလို့ပြောလိုက်ပါတယ်။အာတောင်အီရော့ရှေလဲသူအခုပြောမယ့်စကားတွေကိုသူပါဇက်မှာစပြီးတော့ကြောက်ရှန့်နားမှာပဲစိုးမယ်လို့သတိပေးလိုက်ပါတယ်။ပြီးတော့အီရော့ရှေကတော့ပြဿနာဖြစ်နေတာကညီလာခံမတ်တွေထဲမှာခြေတန်းတဆူရှိနေတာလို့ပြောပြလိုက်ပါတယ်။ဓမ္မမှာတော့အာယူလဲရေဆန်းအခုဖမ်းနိုင်သွားပြီဖြစ်တဲ့အတွက်ဒိုင်းမျိုးသစ္စာဖောက်တဲ့အပြစ်ကိုတတ်သိပြနိုင်ပဲလို့တွေးကပြောနေပါတယ်။ဒါပေမဲ့ကြံကြောင်းတော့အဲ့လိုတတ်သိပြဖို့ကမလွယ်ပဲနဲ့ရေဆန်းနဲ့ဆက်သွယ်နေတဲ့တတ်သိရရှိမနေဘူးလို့ပြောလိုက်ပါတယ်။အာယူကတော့ပေါလုံကြီးမရအမှုများစွာကိုဖြေရှင်းနိုင်ခဲ့တာကြောင့် ရဲဆိုင်ကိုမမေးနိုင်ဆိုမှဖြစ်နိုင်လို့ပြန်ပြောပါလိမ့်ဒါပေမဲ့ဆရာကုန်းဆွန်လဲပေါင်လူကြီးမင်းနေနဲ့တတ်တည်မရှိပဲရဲဆိုင်ကိုဘယ်ကနေစပြီးတော့မေးရမှမသိဖြစ်နေတဲ့အတွက်အာယူကိုအဲအကြောင်းရှင်းပြလိုက်ပါလိမ့်ကျန်တော့တော့ပေါင်လူကြီးမင်းကနီလန်းရှာပြီးသားဖြစ်နေနိုင်တို့လေမင်းနဲ့ကြီးလိန်ကနေလဲစပြီးတော့စုံစမ်းတာမျိုးဖြစ်နိုင်မှာပဲလို့ပြောလိုက်ပါလိမ့်အာယူကတော့လေမင်းနာမည်ပါတိုင်းတီထင်းကိုစိတ်ပူမိရလို့ပြောလိုက်တာကြောင့်ဆရာကုန်းဆွန်လဲတီထင်းသားသိရင်အစီအစဉ်တွေပြတ်ကုန်လိမ့်မယ်လို့သတိပေးလိုက်ပါလိမ့်ဒါတော့ကြံကြောင်းတဲ့ဆရာကုန်းဆောင်အာယူတီထင်းဘလောက်ပဲခင်မင်းပါစီဒီကိစ္စကိုတော့ရုံးတော်နဲ့တိုင်းပြီးတော့ နှုတ်လုံပေးဖို့တတိပေးလိုက်တာပါတမမတော်စိတ်သူဤဒီကဦးတော်ရှိအိမ်တော်ကပြန်အောင်ကလေးကစိတ်ပူပန်နေတာကြောင့်ဒီတင်ကလည်းစိတ်ပူနေပါတော့တယ်ဒီချင်းလဲလွင်ကိစ္စပါနေတဲ့သူသမီးတီထင်းကိုမသိစေချင်မဲ့တတ်တွင်းကိစ္စလို့သာပြောထားခဲ့တာပါပြီးတော့ဒီချင်းဟာစေဦးစီးမှုလောက်ရတာတကယ်ကိုမကောင်းဆိုအခုမှသိပြီးအရင်မစိုးရင်ဘုန်းနဲ့ဘလောက်ကြီးတဲ့တတ်တွင်းပြဿနာဖြစ်ပါစေမဖြေရှင်းနိုင်တဲ့ပြဿနာရဲ့လို့မရှိတော့ဖြောင်းဖြားပေးနေပါလိမ့်အဲဒါမှာတော့ဦးတော်ရှိကဒီကိစ္စကိုကြောက်ရွံ့မပြောပြသေးမိမယ်ဘောင်ကြီးမင်းတော်မှကြောက်ရွံ့တဲ့သုံးသက်ချက်ကိုချီးကျူးတာကြောင့် ကျောင်းဆန်ရဲ့သဘောထားကိုနားထောင်ခြင်းလဲလို့ပြောလိုက်ပါတယ်။ကျောင်းဆန်တော့သူ့ရဲ့သဘောထားကိုပြောရမယ်ဆိုရင်မထိန်ချမ်းနဲ့အကုန်ပြောခွင့်ပေးဖို့အဖေဖြစ်သူကိုတောင်းဆိုလိုက်ပါတယ်။အဲ့လိုမှမဟုတ်ရင်တော့ပေါ်ရံမဲပြောနိုင်ပြီးတော့တေးချာမဆွေးနွေးနိုင်မှုဖြစ်သွားလိမ့်မယ်လို့ကျောင်းဆန်ပြန်ရှင်းပြပါတယ်။အဲတော့ကျောင်းဆန်လည်းသူ့မြေမှာပေါင်လူကြီးမင်းနေနဲ့ရဲဆန်းကိုဖမ်းမှုချိန်နေတာမမှားဘူးလို့ပြောပြပါတယ်။ကျောင်းဆန်တော့ပေါင်လူကြီးမင်းတို့ကခက်ခဲစီတာဒါရှိုးဆွဲတက်တည်ရှိမနေတာပဲလို့ပြောပြပါတယ်။ဒါပေမဲ့ဥရောရှစ်ကတော့အဲ့လိုကိစ္စတောင်ပေါင်လူကြီးမင်းကိုရဲဆန်းကိုဖမ်းစီခဲ့ပြီးတော့မေးမြန်းခိုင်းတာပဲလို့ပြောပါတယ်။ ကြောင်ရှမ်းကတော့သူသားရေဆန်းဆိုရင်ပေါင်ကျွင်းဘလောက်ပဲစိတ်ရှည်နဲ့မေးခွန်းနေမင်းနေပါစီသူစီရစကားတခုမှတော့မရစီရဘူးလို့ပြောလိုက်ပါလေရေဆန်းကညီလာခံအလုပ်ကိုလောက်ကန်လာအနှစ်30တွင်းရှိပြီးစစ်မရေးဌာနမှာပါအလုပ်ဝင်ခဲ့တာဖြစ်လို့မင်းဥပဒေကိုနားမလည်ပဲနေမှာမဟုတ်ဘူးလို့ကြောင်ရှမ်းကပြောပါလေပြီးတော့ပေါင်ကျွင်းကဘယ်မှုကိုမစိုးဖြေရှင်းနိုင်စွမ်းရှိပေမဲ့တခါမှဖီးအားပေးမမေးဘူးဆိုတာကတော့မျိုးတော်အားလုံးသိတာကြောင့်ရေဆန်းညင်းမယ်ဝင်မခံဘူးဆိုရင်ရေဆန်းပါးစပ်ကနေဘလို့လောက်စကားမှန်ရမှာလေလို့ကြောက်ရှံလည်းပြောပြလိုက်ပါတယ် အားတောင်ကြောက်ရှန့်လဲဖေးပြေးသူလှုပ်လိုက်တဲ့အချင်းချတာမမားပြီမလဲရဲဆန်းကိုတော့ short တွေ့ဟာကြာသွားတယ်လို့သုံးသပ်လိုက်ပါတယ်ဒါကြောင့်မလို့ကြောက်ရှန့်တော့သူ့အမြင်ရဆိုရင်ညီလာခံထဲမှာရဲဆန်းရဲ့လူရှိနေအောင်မှာပဲလို့ပဲသုံးသပ်လိုက်ပါတယ်ဒီလိုမှမဟုတ်ရင်တော့ကြောက်ရှန့်တယောက်တည်းအားနဲ့ဒီလိုသရှုံနေနဲ့ချီတန်ဘက်ကိုဘလို့လို့ဆက်သွင်းနိုင်မှာလဲလို့ကြောက်ရှန့်ရှင်းပြပါတယ်ဒါကြောင့်မလို့ကြောက်ရှန့်တော့အခုလိုဦးကြီးတော်ရှစ်တို့ရဲဆန်းကိုချင်းချတာတော့မှာရဲဆန်းရဲ့သရှုံတွေကိုစုံစမ်းဖို့ကအခွင့်ကောင်းပဲလို့အကြံပေးလိုက်ပါတယ်ကြောက်ရှန့်မြင်ရတော့ဒီအခွင့်အရေးကိုကောင်းကောင်းသုံးချပြီးဒါပြန်စီစဉ်ဆောင်ရွက်တဲ့နယ်လို့သာသုံးသပ်လိုက်တာပါ ဦးတော်ရှိကလည်းစဉ်းစားနေတဲ့ရဲဆန်းလူတွေကဒါအတွက်ကြောင့်နဲ့ထွက်လာပါမလားလို့တော့တွေးနေပါတယ်။အတောင်ကြောင်ရှမ်းနဲ့အဖေပြည့်သူပြောတာဖြစ်နိုင်တဲ့အတွက်သူတို့အနေနဲ့ဖိအားပေးမှရမယ်လို့ပြောပါတယ်။ကြောင်ရှမ်းတော်တခြားသူတွေအကြံဉာဏ်ကိုမေးကြည့်ပြီးတော့သုံးဖို့နီးလန်းမရတော့မှသူ့အကြံဉာဏ်ကိုသုံးပါလို့မှားပါတယ်။အဲဒါမှတော့ဆရာကွန်ဆူလန်ပေါင်လူကြီးမရငိန်နေတဲ့အတွက်အကျဉ်းလိုက်တဲ့ရဲဆန်းအောင်ဘာမှမေးတော့ဘူးလားလို့မေးလိုက်ပါတယ်။ပေါင်လူကြီးမလဲသူ့အနေနဲ့ရဲဆန်းအောင်ဘာမေးနိုင်မလဲဆိုတာဆရာကွန်ဆူအောင်သုံးသပ်ခိုင်းပါတယ်။အတောင်ပေါင်လူကြီးမရသူ့လက်ထဲမှာတိကျတဲ့တတ်တည်မရှိဘဲနဲ့ ရဲစမ်းဘာမှပြောမှာမဟုတ်လို့ဝန်ခံမှလည်းမဟုတ်ဘူးလို့ပြောပါရီအန်နမာရောပေါလိုကြီးမြားဆရာကုန်းဆုံစုံစမ်းခိုင်းခဲ့တဲ့ရဲစမ်းမူရန်မှတ်တမ်းကနောက်ကျောင်းရာသွင်းကြောင်းကိုမှတ်မိလားလို့မေးလိုက်ပါရီဆရာကုန်းဆုံလည်းအကုန်လုံးမှတ်မိပြီမယ်အဲ့ထဲမှာရဲစမ်းရဲ့နောက်ကျောင်းရာသွင်းကိုတော့မှတ်တမ်းမတင်ထားကြောင်းပြောလိုက်ပါရီဒါကြောင့်ပေါလိုကြီးမြားလည်းသူတို့စုံစမ်းမယ်နီလန်ပို၄နှစ်တိကျဖို့လိုတယ်လို့ပြောပါတော့တယ်အန်နမာပေါလိုကြီးမြားဆရာကုန်းဆုံလူရင်အားခေါ်ပြီးတော့ရဲစမ်းအမတ်မဖြစ်ခင်ကနောက်ကျောင်းကိုစုံစမ်းဖို့မှာလိုက်ပါရီ ဇာကွန်စုံနဲ့ပေါင်လူကြီးမင်းကရေဆိုင်အနောက်ကျောင်းတရုံမှန်မှာတန်တရားရှိနေတာကိုသတိထားမိသွားပါလိမ့်။ပေါင်လူကြီးမင်းကတော့ဆစ်မက်ရေးရအမတ်ဆိုတဲ့အဆင့်၃အရာရှိရဲ့နောက်ကျောင်းတွေကိုသူဘလို့စဉ်းစားပါစီဖြည့်ရှင်းအားခန့်နေတော့မယ်လို့ပြောပြလိုက်ပါလိမ့်။ဇာကွန်စုံနဲ့ပေါင်လူကြီးမင်းတို့အတွေ့အကြုံဆက်ဆက်ကြည့်ရင်ရေဆိုင်နိုင်ငံကိုတည်စာဖောက်တာအစာကလေးကခြိတံကလာတဲ့သူလည်းဖြစ်နိုင်တယ်လို့တွေးမိသွားပါလိမ့်။အဲ့ဒါမြင်ပေါင်လူကြီးမင်းကလေမင်းနဲ့ကြည့်လိုက်ရင်နောက်ကျောင်းတွေပါစုံစမ်းကြည့်တော့သူတို့နှစ်ယောက်ကပါတန်တရားဝင်မိကြောင်းပြောပြပါလိမ့်။ဒါကြောင့်ပေါင်လူကြီးမင်းကရေဆိုင်နဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်ပြီးမယ်။ အခုခံမန်းတာဆိုမြဲလဲဒါကိုတော့စမ်းကြည့်တယ်လို့ပြောပါတယ်အဲ့နမှာတော့ဆရာကွန်ဆောင်အမေကိုနာခံပြီးတော့သူနားမလည်ဖြစ်နေကိစ္စတခုကိုပေါလုံကြီးမင်းကိုမေးပါတယ်ဆရာကွန်ဆောင်ရေဆန်းအခုချိန်မှာအချင်းချခံထားတဲ့အတွက်အချင်းချခံပြီးတဲ့ကဘာမှဆက်မလုပ်နိုင်တော့မယ်ပေါလုံကြီးမင်းဘက်ကလည်းဘာဆောင်ရွက်မှုမှလုပ်တာမတွေ့ရတော့ဘာကြောင့်လဲလို့မေးပါတယ်အဲ့ကြောင့်ပေါလုံကြီးမင်းလည်းအဲ့ဒါသူနဲ့အမတ်ချုပ်ကြီးဝန်အစည်းအဝေးဖြစ်ပြီးဆောင်ဝဲတော်မှာရေဆန်းလူရှိနေနိုင်တယ်လို့ဂျီလန်တရှိုးလောက်ကြံသူလည်းရှိနေနိုင်တယ်လို့ပြောပြလိုက်ပါတယ်အဲ့ချိန်မှာပေါလုံကြီးမင်းအနေနဲ့ဘာမှမလုပ်ဆောင်တာသူတို့ကိုတတိလက်လို့ဖြစ်စေခြင်းပြီးတော့ နောက်တလန်းကိုသူတို့ဘက်ကနေစားစီခြင်းလို့လွှတ်ပေးထားလို့ရှင်းပြလိုက်ပါတယ်။ပြီးတော့ဒီအစီအစဉ်ကအန်ဒီရဲ့များလုံးပြီးတော့ဦးရီတော်ရှိတာမပိုင်တော့အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ပေါင်လူကြီးမင်းကပြောပါတယ်။အဲဒီမှာတော့ပေါင်လူကြီးမင်းနဲ့အမတ်ချုပ်ဒီဝမ်ကဦးရီတော်ရှိနဲ့သွားတွေ့ပြီးတော့သူတို့ရဲ့အကြံစီရအရှင်မင်းကြီးကိုတစိမ့်တော်ချီးမြှင့်စေခြင်းနေပါတယ်။အဲလိုမှသာရေဆိုင်ရဲ့ပေါင်းပါတွေကသတိလက်လို့ဖြစ်ပြီးတော့ရှင်မင်းကြီးကိုလှုပ်ကြံမှုအခွင့်ကောင်းလို့တွေးကကိုထင်ပြနိုင်ကြောင်းပေါင်လူကြီးမင်းကရှင်းပြပါတယ်။အဲဒီမှာတော့မတ်ချုပ်ဒီဝမ်ကပေါင်လူကြီးမင်းအကြံစီဖြစ်တာတော့သူကိုယ်တိုင်ကလည်းမင်းကြီးရဲ့အသက်နဲ့တော့မစွန်စားသင့်ဘူးလို့ထင်ခဲ့ကြောင်းကိုပြောပြပါတယ်။ ဒါမဲ့အမတ်ချုပ်ဒီဝမ်လည်းပြန်စင်းစားမိပြီးတော့အဲ့လိုလုံးမှသာရဲဆန်းရဲ့ပေါင်းပါတွေကထွက်လာနိုင်တဲ့အတွက်ဒီအစည်းအဝေးအဆင်ပြေမပြေဆိုတာကိုတော့ဦးကြီးတော်ရှိကိုပဲဆုံးဖြတ်စေချင်တာပါအားတောင်အစည်းအဝေးအကြောင်းနားထောင်တဲ့တီချင်းစစ်သူကြီးလည်းပေါင်းလူကြီးမင်းရဲ့အစည်းအဝေးကဘာလို့ထေချာမဲလို့ထင်တာလဲလို့မေးလိုက်ပါတယ်ပေါင်းလူကြီးမင်းကတော့ရဲဆန်းဖန်းခံအချိန်မှာအပေါင်းပါတွေကတော့ဘာအကြောင်းမှမသိနိုင်တာကြောင့်ဒါအချီတန်လောက်ကြံသူတွေအတွက်ကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါကြောင့်ခုချိန်မှာမင်းကြီးကိုလောက်ကြံနိုင်မဲ့အကောင်းဆုံးခွင့်ဖြစ်တာကြောင့်ချီတန်တရှိုးလည်းလက်လို့မခံလာဘူးလို့ပေါင်းလူကြီးမင်းကရှင်းပြပါတယ် ဒါမဲ့စစ်သူဤဒီကတော့တကယ်လို့ကြီးတန်းတွေဘာမှမလုပ်ရှားရင်ဘာဆက်ဖြစ်မလဲလို့မေးပါတယ်အဲကြောင့်ပေါလုံကြီးမင်းလဲလီမင်းနဲ့ကြည်လင်တာတကယ်ကြီးတန်းလူမျိုးတွေဖြစ်နေကြရင်တော့ဒီခွင်းကိုလက်လွတ်ခံမှာမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်တကယ်လို့လီမင်းနဲ့ကြည်လင်မလုပ်ရှားရင်တော့အ ਨੇ ဆုံးသူတို့ဟာတားဆိုရင်သွေးကောင်းစစ်သူတွေဆိုတာတတ်သိပြနိုင်လေလို့ပေါလုံကြီးမင်းကပြောပြပါတယ်အဲကြောင့်စစ်သူဤဒီလဲသူနဲ့ကြံကြောင်းတာရှိနေသူတို့တွေမလုပ်ရှားရဲလောက်ဘူးလို့တွေးနေပါတယ်မတ်ချုပ်ဒီဝန်ကတော့တီစစ်သူကြီးကရှောင်းနေဖို့အကြောင်းပြချက်ရှိပေမဲ့ကြံကြောင်းတော့ပေါလုံကြီးမင်းပေးတဲ့တောင်းအောင်မရှိတာကြောင့် အနောက်ကနေတိတ်ဆိတ်အချိန်မင်းဝင်ကူဖို့စောင့်နေမှာလို့ပြောပြလိုက်ပါတယ်။အဲဒါမှာတော့ဦးတော်ရှိကပေါင်လူကြီးမင်းနဲ့အမန်းချုပ်ကြီးဝမ်းအကြံကိုလက်ခံလိုက်ပြီးမင်းကြီးကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဦးတော်ရှိကတော့ဒီလိုမှမဟုတ်ရင်တိုင်းမင်းသားရှင်6ဦးကိုယုံကြည်ဖို့ခတ်သွားပြီးတစ်ချိန်တည်းမှာပဲစစ်မှတ်ရေးရာအမှုတန်းတွေကိုပါတန်တရားဝင်နေရမယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ဦးတော်ရှိကနန်းတွင်ထဲကိုအများဆုံးခါသားဝင်ပြီးတော့ရှောက်တင်မှာဖြစ်တဲ့အတွက်မင်းကြီးသာလက်ခံအစည်းအဝေးမနှက်ဖြန်မှာစမယ်လို့ပြောလိုက်ပါတယ်။အဲ့မှာတော့ဦးတော်လေးမင်းကြီးကိုပြောပြပြီးတော့ဒါအတော်လေးစွန်စားကြတဲ့အတွက်မင်းကြီးကိုအချိန်ပြီးတော့စဉ်းစားခိုင်းပါလေ မင်းကြီးကတကယ်လို့ခြိတန်လုံးကြံသူတွေကသာအမြန်ဆုံးမဖော်ထုတ်နိုင်။နောက်မသိနိုင်တဲ့အန်ရီကိုတွေးပြီးတော့စိတ်ပူသွားမှာဖြစ်လို့ချက်ချင်းပဲလက်ခံပါလေ။ဦးတော်ရှင်းလဲမင်းကြီးဒီလိုစွန်စားနေတော့ဘောင်လူကြီးမြန်အစီအမံကြံကြောင်းတိတ်ဆိတ်ကာကွယ်ဖို့ရှိနေကြောင်းကိုပြောပြထားပါလေ။ဒါတော့ကြံကြောင်းကမင်းကြီးရဲ့လုံခြုံကိုကာကွယ်ပေးနိုင်လိမ့်မယ်လို့ဦးတော်ရှင်းကအာမခံပေးလိုက်ပါလေ။အဲဒီမှာတော့မတ်စုတီဝမ်ကရေဆမ်းဖန်းခံရတာဟာတိုင်းမညာရှင်6ဟုတ်ကိုစူးစိတ်ကြီးမြင့်မှာကိုမထီးကြိုက်ကြောင်းဆောင်းဝဲဆောင်ကိုသွားပြီးတော့ပြောပြပါလေ။အဲတော့မတ်စုတီဝမ်လဲမနှက်ဖြံမှာဆောင်းဝဲဆောင်ကိုအရှင်မင်းကြီးကိုယ်တိုင်လာပြီးတော့ စူးစိတ်တွေလာပြီးတော့ချင်းမြစ်မှာဖြစ်လို့တေချာပင်စင်ခိုင်းနှားလိုက်ပါတယ်ပြီးတော့လုံချုံရင်အတွက်မင်းကြီးရဲ့ကိုယ်အန်တော်တက်နေနန်းတွင်တော်ဝင်တက်ရှိတော့စစ်မဲ့ရေးရကပင်စင်ကြမလို့ဘူးလို့စောင်းမဲမဖြစ်တဲ့ရှောင်းဝိုင်းကိုမှားလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီစူးချင်းမြစ်ပွဲကိုပေါင်လူချင်းမြစ်နဲ့ကြံကြောင်းလွဲပြီးအားလုံးတက်ရောက်မဲ့အကြောင်းတွေကိုမတ်ချုပ်ကြီးဝမ်ကပြောပြထားခဲ့ပါတယ်အဲ့နောက်မှာတော့စစ်သူကြီးတီလဲမနှက်ပြန်ပါနေတာကာကွယ်မသွားခင်မင်းကြီးကိုယ်တိုင်ကြွားချီလာပြီးတော့တိုင်းပြည်သားရှင်၆ယောက်ကိုစစ်သည်အသစ်တွေဖြစ်နေတိုင်းပြည်သားတွေလာပြီးတော့ရှူစားမဲ့အကြောင်းကိုပြောလိုက်ပါတယ်ပြီးတော့စစ်သူကြီးတီကပထမနဲ့ဒုတိယရထားလဲလွေနဲ့ကြည်လင်တို့ကို မနက်ဖြန်မှာမင်းကြီးရဲ့ရှေ့မှာနောက်တစ်ခေါက်လက်ဆန်းပြခွင့်ရမှာဖြစ်လို့ဒေချာလေးလှုပ်ထားဖို့ပြောလိုက်ပါတယ်။အနောက်စီသူတီကလင်းရင်းကိုနေခဲ့ခိုင်းပြီးတော့အားလုံးကိုထွက်သွားခိုင်းလိုက်ပါတယ်။ဒုနယ်စီသူတီလည်းမတော်သေးတဲ့တမလောင်းကိုမနက်ဖြန်မင်းကြီးရှေ့မှာကောင်းကောင်းစူးစမ်းဖို့နဲ့ဒီထင်းနဲ့အတူမိသားစုဂုံရောင်းလှုပ်ဖို့မှာပါတယ်။အဲ့နောက်မှာတော့ကြံကြောင်းလေးပေါင်လူကြီးမင်းကသူ့ကိုနောက်ကွယ်ကနေစောင်းကြည့်ပြီးတော့တိတ်တိတ်လှုပ်ရှားစေခြင်းမှန်းကိုတီးသွားပါတယ်။အဲ့ဒါပြင်ပေါင်လူကြီးမင်းကအိုက်ဟုကိုတော့မင်းကြီးရဲ့ကိုရံတော်နေနဲ့မင်းကြီးနားမှာကာကွယ်ပေးဖို့တာဝန်ပေးလိုက်တာပါ။ပြီးတော့ဘာကိစ္စပဲရှိလားရှိလားမင်းကြီးနားနေမှာခွာဖို့အိုက်ဟုကိုမှာနေပါတယ်။ ပြီးတော့ဆရာကုန်းဆုံးရောက်လာပြီးတော့အမှုတန်းမှတ်တမ်းဌာနမှာစုံစမ်းခဲ့တဲ့ရလဒ်ရလာအကြောင်းကိုလာပြောပြပါလိမ့်။အဲ့ဒါတော့ရေဆန်းကခြိတန်နဲ့တားဆုံကြာကုံတွယ်နေတဲ့ကုံတယ်လင်များကနေမွေးစားခဲ့တာလို့ပြောပြလိုက်ပါလိမ့်။ပြီးတော့ဆရာကုန်းဆုံးကရလဒ်ရဆိုရင်ရေဆန်းကိုကုံတယ်လင်များကခြိတန်ဘက်ကိုကုံတယ်ပို့ရင်နဲ့မွေးစားခဲ့ကြောင်းကိုရှင်းပြလိုက်ပါလိမ့်။ဒါတော့ပေါလုံကြီးမင်းလဲသူနဲ့ဆရာကုန်းဆုံးထင်းခဲ့တဲ့အတိုင်းပဲရေဆန်းကတကယ်ပဲခြိတန်လူမျိုးဖြစ်နေခဲ့တာကြောင့်အဖြေရှာစရာတစ်ခုစရရသွားခဲ့ပါလိမ့်။ဆရာကုန်းဆုံးကရေဆန်းကိုမေးချိန်မှာပေါလုံကြီးမင်းကမနှက်ပြန်မှာပို့တီးကြတဲ့အဖြေထွက်လာမှာကြောင့် မနက်မေးလဲနောက်မကြဘူးလို့ပြောလိုက်ပါတယ်အဲ့ဒါမှတော့ရှောင်းရှဲကမနက်ဖြန်ကအခွင့်ကောင်းကြီးဖြစ်လို့တားဆုံမင်းကြီးကသာလှုပ်ကြံနိုင်ချက်ချင်းတက်ကိုသိမ့်နိုင်ပြီးခြေတံတွေအောင်နိုင်ပြီလို့ပြောနေခဲ့ပါတယ်ရှောင်းဝင်းကတော့စုံစားကြတယ်ထင်နေမဲ့ရှောင်းရှဲကရဲလူကြီးမြန်ဖန်းခံရတာကြောင့်နောက်ဆုံးအခွင့်အရေးကိုရအောင်ယူရမယ်လို့ပြောလိုက်ပါတယ်ကြီးလင်ကတော့သူသားမညာရှင်းပြချိန်မှာတခါလေတက်လို့ရလို့ပြောလိုက်တာကြောင့်ရှောင်းရှဲကတော့မင်းကြီးကိုသူကိုယ်တိုင်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါမဲ့လေရင်နဲ့ကြီးလင်ကတော့အားလုံးလူစုခွဲပြီးတော့အာယုံပြောင်းခိုင်းထားလိုက်တာပါပြီးတော့ရှောင်းရှဲကလေရင်ကိုတီချင်းနဲ့ရင်ဆိုင်ခိုင်းပြီး ကြည်လင်ကိုတော့ကိုရအောင်တက်ကိုရင်ဆိုင်မှုမာနေပါလေ။ရှောင်းရှိကတော့ဒီဘက်မှာကြံချောင်းရှိမိနေတာကြောင့်ဘသူမှသူတို့ကိုမတားနိုင်တော့လို့အပိုင်တွတ်ထားတာပါ။အဲ့နောက်မှတော့ဆရာကုန်းစုံတယောက်ခန်းစီပြန်လာရင်းနဲ့ဒဏ်ကြောင်လုံးမနာပဲထိုင်စကားပြောနေကြံချောင်းနဲ့အာယူကိုတွေးလိုက်ရပါလေ။ကြံချောင်းလဲဆရာကုန်းစုံမြင်လာတဲ့ရဲဆိုင်အသေးဥမှန်ကိုမေးလိုက်ပါလေ။ဆရာကုန်းစုံနဲ့ရလိုက်ရချီတန်လူမျိုးဖြစ်နိုင်တယ်လို့ပြောပြလိုက်တာကြောင့်ကြံချောင်းလဲရဲဆိုင်အသစ်စာဖောက်ရတဲ့အကြောင်းရင်းကိုနားလေသွားခဲ့တာပါ။အာယူကတော့ပို့ပြီးတော့အကြောင်းများချက်မရှိတာကလင်ဝင်ဖြစ်ပြီးတော့သူကဘယ်ဘက်ကလာလာလင်ဝင်အားတားဆုံးမှမှာကြီးပြင်းလာတာကြောင့်ပဲလို့ပြောလိုက်ပါလေ။ တဖက်မှာလည်းလူရင်းကိုတီထင်းအရမ်းချစ်ပြီးတော့ရမ်းကိုလေးထားတာကြောင့်ရဲစမ်းနဲ့ပူပေါင်းစရာမလိုဘူးလို့ပြောလိုက်တာပါကြံကြောင်းတော့တချို့ကိစ္စတွေကသူတို့သိနိုင်တာမဟုတ်လို့လင်းကရဲစမ်းနဲ့ပူပေါင်းတာဟုတ်မဟုတ်ကိုတော့လင်းရင်းစိတ်ထဲကလည်းအတော်လေးတွေးဝင်နေလောက်တယ်လို့ပြောပြပါတယ်အညာမှာတော့လင်းရင်းကတကယ်ပဲအတွေးများလို့နေခဲ့ပြီးနှစ်ဖက်စလုံးကသူလက်လွတ်မရတာတွေဖြစ်နေတာကြောင့်တွေးဝေလို့နေပါတော့တယ်အဲ့နောက်မှာတော့ကြံကြောင်းလည်းအာယူတီထင်းတို့ကစိတ်ပူနေအောင်ရိတ်မိပါတယ်အာယူလည်းတီထင်းနဲ့တင်းတော်တဲ့သူကိုမနေရှာတွေ့ထားကြောင်းလင်းရင်းသားအဲ့လိုဖြစ်နေသူ့အတွက်ဒေါသထွက်စရာပဲလို့ပြောနေပါတယ် အန်အောင်အာယူကလင်းရွာရဲဆန်းတဲ့ပူပေါင်းသူဖြစ်နေအောင်မင်းကြီးကိုမလုံချံမှုဆိုရင်တီထင်နဲ့ဖြစ်နိုင်သေးလားလို့မေးပါတယ်။တဖက်မှာလည်းတီထင်ကမနဲ့ပြန်ပါမင်းကြီးကိုယ်တိုင်လာမှာဖြစ်လို့သူစားလင်းရွင့်ကိုဂုံချောင်းပြောပေးဖို့ပါဆန်တဲ့ပါဟန်ကိုမှားနေပါတယ်။ပါဆန်တဲ့ပါဟန်ကတော့အစည်းအဝေးကိုတီထင်သိပြီထင်လို့ထိတ်လန့်နေခဲ့မယ်။တီထင်ကမသိသေးပဲပါဆန်တဲ့ပါဟန်မအားနိုင်တာကြောင့်မနဲ့ပြန်သူကိုယ်တိုင်ပဲပြောတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ထွက်သွားပါတယ်။ဂျန်နေခဲ့တဲ့ပါဆန်ပါဟန်ကတော့တီထင်ကိုစစ်သူဦးတီကဘာမှပြောမထအကြောင်းသူတို့လည်းနှုတ်ပိတ်နေဖို့ပဲဆုံးဖြတ်ထားလိုက်ပါတယ်။ အဲ့နောက်မှာတော့စိတ်ထဲတွေ့ဝင်နေတဲ့လင်းရွင့်အခန်းထဲကိုကြံကြောင်းတိတ်ဆိတ်ရောက်လာပါတော့တယ်။ကြံကြောင်းလည်းမနှက်ဖြန်မလာနိုင်တာကြောင့်တောင်ဝင်အတွက်မသွားခင်မှာလင်းရွင့်ကိုလာကြည့်တာလို့ပြောပြလိုက်ပါတယ်။ကြံကြောင်းတော့တီစိတ်သူဤစီကနေလင်းရွင့်တောင်ဝင်ခန့်တာခံရပြီးရင်ဒီထင်းနဲ့လက်ဆက်ပေးမှာကိုကြားမိကြောင်းပြောပြလိုက်ပါတယ်။ကြံကြောင်းတော့တီထင်းကညီမလေးတယောက်လိုဖြစ်နေတာကြောင့်ဒီထင်းကိုစိတ်ဆင်းရအောင်မလုပ်ဖို့လာပြီးတော့သတိပေးတယ်လို့ပြောပါတယ်။ပြီးတော့ကြံကြောင်းကသူ့တောင်ဝင်ပြီးမြို့တော်ကိုပြန်လာတဲ့အခါလင်းရွင့်နဲ့တီထင်းကိုချစ်မြတ်နိုးနေတဲ့လင်းများဖြစ်နေမြင်ရဖို့မျှော်လင့်တယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့တော့ရှောင်းဝိုင်းကရှောင်းရှိလက်နက်ပြင်နေတာကိုကြည့်ပြီးတော့ဘယ်တော့မှနောက်ဆုံးသုံးခဲ့လဲလို့မေးပါတယ်။ရှောင်းရှိကတော့ရွံကျဲကိစ္စတော့ကကြံကြောင်းနဲ့နောက်ဆုံးတိုက်ခိုက်ခဲ့ပြီးအနိုင်ဆုံးပုံမသွားကြောင်းကိုရှင်းပြလိုက်ပါတယ်။ရှောင်းဝိုင်းကတော့ရှန်ကျုံသားကိုထုတ်ပြီးတော့တကယ်လို့သူတို့သုံးအလုံးကြာဆုံးသွားရင်သူဝင်တိုက်ခိုက်ဖို့တွေးနေပါတယ်။ရှောင်းရှိကတော့အကိုဖြစ်သူကိုတိုးမှန်မပေါ်စေချင်ပဲသူတို့ကြာဆုံးရင်တော့တားဆုံးပြီးတော့မှသဆူဆက်ပြီးတော့လှုပ်ခိုင်းနေတာပါ။ရှောင်းဝိုင်းကတော့တားဆုံးပြီးမင်းကြီးဆုံးတာနဲ့ခြေတံဘက်ကိုတတ်လှုပ်ဖို့စာပို့ပြီးဖြစ်လို့အောင်မြင်မှရမယ်လို့ပြောလိုက်ပါတယ်။ နောက်နေ့မနက်မှာတော့မင်းကြီးကိုယ်တိုင်ကြွားချီတော်မူလာပြီးတော့တိုင်းမင်းသားရှင်၆ောင်းနဲ့စတင်တွေ့ဆုံမှာတော့တယ်မင်းကြီးကသူတို့ကိုစူးစဲတွေချီးမြှင့်မှာဖြစ်တဲ့အတွက်အရင်ဆုံးတိုင်းမင်းသားရှင်တွေတဲကပြကျင်တဲ့သူတွေနဲ့တိုင်းမင်းသားတရုတ်ပြကွက်စားဖို့ပြောလိုက်ပါတယ်အန်အောင်စေသူဦးဒီလည်းလေမင်းနဲ့ကြည်လိန်တို့တိုင်းမင်းသားတရုတ်ပြကွက်စားခိုင်းပြီးတော့ကျန်တဲ့လူတွေကိုဖယ်ခိုင်းလိုက်ပါတော့တယ်ဒါဆိုတော့လေနဲ့ကြည့်လိုက်အောင်ရှောင်းရှင်းနဲ့ရှောင်းဝမ်းခိုင်းစီတို့တကယ်ပဲလောက်ကြတော့မှလားဆိုတော့ကိုတော့နောက်ပိုင်းမှာဆက်ပြီးတော့ရှူစားရအောင်ပါခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပါပဲနောက်နေ့မှလည်းပြည်သူတရားရှင်ပေါင်ချိန်ပိုင်းဆံများဆက်ပြီးတော့ရှိနေမှာဖြစ်ပါတယ်ဒါတော့မလို့ channel ကို subscribe လုပ်ဘေးနားကိုခေါင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်ကြဖို့ပြောရင်းနဲ့ဒီနေ့မှအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များအားလုံးကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာမကောင်းတာလုပ်တဲ့ကောင်းတွေမှန်သမျှမိုးနှံမင်းဒဏ်ခတ်ပါသေးဗျာကျွန်တော်အန့်ခင်မှုပါ